အရောက်ဆံမင်္ဂလာပါဒီနေ့မှာချစ်တညီကိုမောင်နှမများထံမှာအသက်ရှင်တဲ့ဖခင်နုကပတ်တော်နဲ့တိဆောက်ခွင့်ရတဲ့အတွက်ကြောင့်ဂျေဇုတော်ကိုချီးမွမ်းပါတယ်ဖခင်နာမတော်ဒီကပတ်အဆက်ဆက်ပုံကြီးပါစေဆိုတော့ဒီနေ့မှာဖခင်ရှင်ကျွန်တော်ရဲ့အတ္တကိုစကားပြောတော့မှာဖြစ်ပါတယ်ဆိုတော့ဘလူးလူအတွက်ဖခင်တခင်စကားပြောတော့မလဲဆိုတော့ဒီနေ့မှာကျွန်တော်တို့အတူတူကနားဆင်ကြရအောင်ကျွန်တော်ဒီနေ့မှာပြောတော့ချင်ပါတယ်မာစတာကီးနော် တော့အားလုံးကိုဖွင့်နိုင်တဲ့ master key အကြောင်းကိုကျွန်တော်ဝေမျှချင်ပါတယ်ဆိုတော့ဒီ master key ဆိုရယ်တော့တစ်ချောင်းရှိရင်ကျွန်တော်တို့ကဘာတော့ပဲလာလာဖွင့်လို့ရတဲ့တော့တစ်ချောင်းကျွန်တော်လက်ထဲမှာရှိတယ်လို့ပါပဲဒီနေ့ဖရာသခင်ကအဲ့ဒီ master key ကိုယုံကြည်သူတိုင်းကိုပေးထားပါတယ်ပြဿနာတက်ရင်လည်းအဲ့ဒီတော့နဲ့ဖွင့်လို့ရတယ်ဒုက္ခခက်ခဲတွေ့ရင်လည်းအဲ့ဒီတော့နဲ့ဖွင့်လို့ရတယ် ဝါနေစရာချင်းဒီဂျုံလဲအဲ့ဒီတော့နဲ့ဖွင့်လို့ရတယ်ဖရာရှင်ကယုံကြည်သူတိုင်းကိုအဲ့ဒီတော့ပေးထားပါတယ်သို့တော့ဝါနေစရာကောင်းတာကဘာလဲဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေဟာအဲ့ဒီဖရာသခင်ကိုကိုပေးထားတဲ့တော့ကိုခါမှချိတ်ထားပြီးတော့မှအတုံးပြုတ်ဖို့ရအတွက်မိနေကြပါတယ်တချို့တွေကတကားရဲ့အရှိမရက်နေပြီးတော့မှတကားကိုအတင်းတုံးဖွင့်နေကြပါတယ် တချို့ကကြတော့ဗာလဲဆိုရင်တကားရဲ့အရှိမှရောက်ပြီးတော့မှတော်မရှိတဲ့အတွက်ကြောင့်ဖွင့်ပေးပါဖရာရှင်ဖွင့်ပေးပါဖရာရှင်ဆိုပြီးတော့မှစိတ်ပြတ်နေကြတဲ့သူတွေအများကြီးရှိပါတယ်ဒီနေ့မှာဖရာရှင်ကကျွန်တော်တို့ကိုအဲ့ဒီတော့ကိုအတုံးပြုစေချင်တယ်ယုံကြည်သူဖရာသားသမီးမှန်နေဆိုရင်ဖရာသခင်ကအဲ့ဒီတော့ကိုလူတိုင်းကိုပေးထားတာဖြစ်တယ်တဲ့အတုံးပြုတ်ပြီးတော့မှရှိတဲ့တကားတိုင်းကိုတော့ဖွင့်ပြီးတော့မှဝင်သွားပွင့်ရန်အတွက်ဖြစ်ပါတယ် ဆိုအဲ့ဒီတော့ကဘာလဲဆိုရင်ဒီနေ့စာလံကျမ်းအခန်းကြီး38အငယ်၄မှာဘာလဲပြောထားလဲဆိုရင်ထာဝရဘုရားနိုင်မှု့လျော်ခြင်းရှိလို့တို့ပြုနေစိတ်နှလုံးအလိုပြည့်စုံရတာအခွင့်ကိုပေးတော်မူမည်။နောက်အခန်းငယ်၅မှာဘာပြောထားလဲဆိုရင်ကိုအမှုရာကိုထာဝရဘုရားနိုင်အပ်လို့ကိုတော်ကိုကိုးစားလို့တို့ပြုလေစီရင်တော်မူမည်လို့နှုတ်ကပတ်တော်မှာပြောထားပါတယ်။နံပါတ်၁တစ်ချက်အနေနဲ့ဖခင်ကဗာပြောထားလဲဆိုရင်ထာဝရဘုရား၌မှု့လျော်ခြင်းရှိလို့ တို့ပြုလင်စိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ကိုပေးမယ်လို့ပြောထားပါတယ်။အဲ့ဒီအခါမှာဒီလိုပြောတဲ့အခါမှာအဖယားဝုန်းနိုင်မွေလျော်မှငါတို့ကကောင်းကြီးခံစားရမှာလား။ဖယားဝန်နဲ့ငါတို့ဆူတောင်းချမ်းသာဖမ်းမှာငါတို့ကကောင်းကြီးရမှာလားဆူမတောင်းရင်ဖယားကငါတို့ကိုကောင်းကြီးမပေးတော့ဘူးလားနော်ဖယားကသူ့ကိုအားကိုးအောင်သူ့ကိုဆူတောင်းအောင်လို့ငါတို့ကိုကောင်းကြီးနဲ့မလုံးပေးပြီးတော့မှသူ့ဘက်ကိုစိတ်ပါအောင်လှုပ်တာလားဆိုရက်မိကုံးလင်းရှိပါတယ်မဟုတ်ပါဘူး ဖယားသခင်ကဘာဖြစ်စေချင်လဲဆိုလူကိုတူတဲ့မိတ္တာပွဲစေချင်တာဖြစ်တယ်။ဘာကြောင့်မလို့ဆိုကနဦးအစကဘာဦးချမ်းကိုကျွန်တော်တို့ပြန်သွားမယ်ဆိုဖယားကကျွန်တော်တို့လူတွေကိုဖန်ဆင်းရတဲ့အကြောင်းရင်းတစ်ချက်ပဲရှိတယ်။အဲ့ဒါကဘာလဲဆိုကျွန်တော်တို့လူသားတွေနဲ့ဖယားနဲ့ကြားထဲမှာမိတ္တဟာယပြု ကိုးကွယ်ဖို့ရန်အတွက်ဖြစ်တယ်။ဒါကြောင့်ဖယားကလူနဲ့မိတ္တာဖွဲ့ဖို့တဲ့လူကိုဖန်ဆင်းထားတာဖြစ်တယ်။ဖယားနဲ့တိုက်ရိုက်စကားပြောလို့ရတာဆိုလို့လူဆိုတဲ့တတဝါတစ်ခုပဲရှိတယောက်ပဲရှိပါတယ်။တခြားဘယ်တရိတ်ဆန်ကမှဖယားနဲ့စကားပြောလို့မရဘူး။ကျွန်တော်တို့လူကပဲစကားပြောလို့ရတယ်။ဒါကြောင့်မလို့ဖယားနဲ့ကျွန်တော်နဲ့မိတ္တာဖွဲ့ခြင်းအချိန်မှာဘာဖြစ်ခဲ့လဲဆိုအာတန်အေဝရဲ့ဘဝမှာလူအပ်ချက်မရှိခဲ့ဘူး။ဖယားနဲ့မိတ္တာဖွဲ့နေအာတန်ရဲ့ဘဝမှာ လိုအပ်ချက်စိတ်အလုံးနှလုံးအလိုမကျတာတခုမှမရှိခဲ့ဘူး။ဒါကြောင့်လည်းအဲ့ဒီအချိန်မှာအာဒံကဖယားနဲ့မိတ္တဟာယပြုတာကောင်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒီအခါမှာကျွန်တော်တို့ဘာ ဘာလို့တွေ့ရလဲဆိုတော့စာရမဏတ်ကဖယားနဲ့ကျွန်တော်တို့ရဲ့ကြားကမိတ္တာဖွဲ့ခြင်းကိုမနာလိုတဲ့အင်မတန်ဆက်ဆုပ်ယွန်ရှာတယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်စာရံအမုန်းဆုံးအရာကဘာလဲဆိုတော့တင်းနဲ့သင့်ရဲ့မိသားစုဖယားဝန်းနိုင်မှုလျော်သွားမှဖယားတခင်နဲ့ပြန်လဲပြီးတော့မှချိတ်ဆက်ပြီးတော့မှမိတ္တာဟာဖွဲ့တော့မှစာရံဟာတိတ်မုန်းပါတယ်။တိတ်ကိုမနာလိုပါတယ်။ဒါကြောင့်မို့စာရံကဘာလုပ်လဲဆိုရင်ကျွန်တော်တို့နဲ့ဖယားရဲ့ကြားထဲကဆက်တွေ့ရေးမှန်သမျှကို ဖြတ်တောက်ဖို့ရန်အတွက်ကိစ္စမျိုးစုံလွတ်တက်ပါတယ်ဒါကြောင့်ယုံကြည်တွေ့တခါလေးမှာကြုံရတဲ့ငါဒီနေ့ငါစံစာဖတ်မယ်ဆိုမှဧည့်သည်ရောက်လာတယ်ငါဒီနေ့စုတောင်းတော့မယ်ဆိုမှအရေးကြီးတဲ့ကိစ္စတခုကပေါ်လာတယ်ခါတိုင်းငါဘာမှမလုပ်တဲ့ချိန်မှာငါစက္ကာကြည့်နေတဲ့ချိန်မှာဘာမှမပေါ်ဘဲနဲ့အခုကြမှာငါရဲ့ဘဝမှာဘာလို့ကြုံနေရတာလဲဆိုပြီးတော့မှကျွန်တော်တို့တွေပြောတတ်ပါအဲ့ဒါကဘာလဲဆိုတင်ဖယားနဲ့မိတ္တဟယပြုတ်ပြီးတော့ဖယားနဲ့အတူမိတ္တဟယပြုတ်ပြီးတော့မွေ့လျော်ချင်းရှိသွားမှာကိုစာရန်က တိတ်မနာလိုမုံတီးရတဲ့ကြောင့်အကြောင်းအမျိုးမျိုးကြောင့်တင့်ကိုမိတ္တာရပြက်အောင်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ဒီကနေ့မှာကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲပဲဖြစ်ဖြစ်ကိုဖယားနဲ့မိတ္တာဖွင့်မယ်။ဖယားဝန်းနဲ့မွေ့လျော်ဖို့အချိန်ပေးမယ်လို့ကိုဆုံးဖြတ်ထားပြီးပြီဆိုရင်ဘာကြောင့်လဲပဲဖြစ်ဖြစ်ကျွန်တော်တို့ကရအောင်လုပ်ဖို့ရန်အတွက်အရေးကြီးပါတယ်။ဘလောက်ပဲအရေးကြီးကြီးအဲ့ဒီအချိန်မှာဖယားနဲ့ကျွန်တော်တို့မွေ့လျော်ဖို့အရေးကြီးတယ်။ပြီးကြမှာအဲ့ဒီကိစ္စတွေကိုကျွန်တော်တို့ရဲ့အတ္တကလုပ်ဖို့အတွက်အင်မတန်အရေးကြီးပါတယ်။ အဲ့တော့ဖယောင်းဝုန်းနဲ့မွေ့လျော်တဲ့ခါမှာဘာဖြစ်လဲဆိုစိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ရှိရဲ့နောက်တစ်ခုအခန်းရဲ့ငောင်းကိုကျင်ကိုအမှုရာကိုထောင်းရပြန်တဲ့အလော့ကိုတော်ကိုကိုးစားလို့ဒုပြုလင်စင်ရင်တော်မူမီလို့ကျမ်းစာကပြောထားပါတယ်အဲ့ဒီခါမှာအချက်နှစ်ချက်ကျွန်တော်တွေ့ရတယ်အခန်းရဲ့လေးမှာထောင်းရဖယောင်းဝုန်းနဲ့မွေ့လျော်ပါအခန်းရဲ့နှစ်ကကိုးစားပါဒီနှစ်ချက်ကမာစတာကီးဖြစ်ပါတယ်နော်ဒီနှစ်ချက်ကတော့အတိုင်းကိုဖွင့်လို့ရတယ်မာစတာကီးဖြစ်တယ် ီနှစ်ချက်ကကျွန်တော်စီးပွားရေးလုပ်တဲ့ဒုတိုင်းအတွက်လိုအပ်တဲ့တော့ဖြစ်တယ်ဒီနှစ်ချက်ကကျွန်တော်အမှုတော်ဆောင်တိုင်းအတွက်လိုအပ်တဲ့တော့ဖြစ်တယ်ဒီနှစ်ချက်ကကျွန်တော်တို့တကားတိုင်းကိုဖွင့်လို့ရတယ်တော့မာစတာကြီးဖြစ်ပါတယ်ထာဝရဘုရားနဲ့မွေလောချင်းရှိလို့ဒုပြုရင်စင်လုံးအတူပြည့်စက်ကိုမွေရောထာဝရဘုရားနဲ့အဲ့လိုကိုလိုကိုကိုးစားလို့ဒုပြုရင်စီရင်မယ်ဆိုပြီးတော့နှစ်ခုကျွန်တော်တွေ့ရတယ် ဖယားဝန်းနဲ့မှုလို့ရင်စိတ်နှလုံးအလိုပြည့်စုံရမယ်ဖယားနဲ့လက်ထဲမှာကျွန်တော်တို့ရဲ့အခက်ခဲတွေအပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အမှုကိုဖယားကစီရင်သွားမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးအသက်ရှင်တဲ့နှုတ်ကပတ်တော်ကျမ်းစာကပြောတာဖြစ်ပါတယ်အဲ့ဒီအခါကျတော့ကျွန်တော်တို့ကျမ်းစာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်မိဖယားအေးတထာရဲ့အကြောင်းကိုကျွန်တော်အားလုံးသိပါတယ်မိဖယားအေးတထာကရှင်ဘီအာရွှေယုမိဖယားရွေးတဲ့အခါမှာ တိုင်းပေါင်းမြောက်များစွာเนาะနိုင်ငံတိုင်းကမျိုးသမီးတွေကလာပြီးတော့မှမိဖုရားအယူရခံကြပါတယ်ဣဒ္ဓထာတဲ့ချောတဲ့လူတွေပါလာမှာပဲဣဒ္ဓထာတဲ့လှတဲ့လူတွေပါလာမှာပဲဣဒ္ဓထာတဲ့အသားရည်လှတဲ့သူတွေအများကြီးပါလာမှာပဲဒါပေမဲ့ဣဒ္ဓထာကအဲ့ဒီအချိန်မှာကလေးကသူကဖျားနဲ့မိတ္တာဖွဲ့တာဖြစ်တယ်ဒါကြောင့်မို့ရှင်ဘရင်ကရွေးချယ်တဲ့အခါမှာမိဖုရားအေးတထာကိုအခြားသောသူတွေတက်ပို့ပြီးတော့မှစစ်နှလုံးနဲ့တုတ်ထိတယ်လို့ကျမ်းစာမှာရေးထားပါတယ် အဲ့ဒီခါမှာအေဒတာကလှုပ်ဝက်ချက်မာစတာကြီးရပါလဲဆိုရင်ဘယင်ရဲ့ရှေ့ကို तू မထွက်ခင်မှာဘယင်နဲ့ तू မတွေ့ခင်မှာ तू ဟာအခမ်းထဲမှာဖယားဝန်း၌မှု့လျော်ခဲ့တာဖြစ်တယ်ဖယားနဲ့အချင်းယူဆူတောင်းခဲ့တာဖြစ်တယ်ဒါကြောင့်မို့ तू ဘယင်ရဲ့ရှေ့ကိုထွက်တဲ့ခါမှာဘယင်ကအဲ့ဒီမိဖယားအေဒတာကိုစိတ်နှလုံးအယံ တုံ့ထိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီကြောင့်ဒီနေ့ကျွန်တော်ချစ်တဲ့ယုံကြည်သူမျိုးကျွန်တော်ပြောချင်ပါတယ်တင်းအင်တာဗျူးသွားမဖြေခင်မှာအခန်းထဲမှာဖခင်နဲ့အရင်မိတ္တရာဖွဲ့ပြီးတော့မှအချိန်ယူခဲ့ပါအဲ့ဒီအခါမှာတင့်လိုမျိုးအရေးချင်းရှိလူတွေပညာတတ်တဲ့လူတွေအများကြီးရှိပါတယ်ကိုယ့်ထက်တော်တဲ့လူတွေအများကြီးရှိပါတယ် ို့တော့အင်တာဗျူးတဲ့အထက်မှာတင့်ကိုရွေးချယ်သွားတဲ့အကြောင်းရင်းတစ်ခုပဲရှိအဲ့ဒါကဘာလဲဆိုတင်ကအင်တာဗျူးတဲ့အလုပ်ရှင်နဲ့မတွေ့ခင်မှာဖယားနဲ့အချိန်ယူထားတဲ့အတွက်ကြောင့်ဖယားရဲ့ညက်နတာပေးခြင်းဖယားရဲ့ဘုံတော်ကတင့်ရဲ့အတ္တတာမှာရောက်ရှိနေတဲ့အတွက်ကြောင့်တင်ဟာတင့်ထက်တိုးတဲ့သူတွေကြောင့်တင့်ထက်တတ်တဲ့သူတွေကြောင့်မှတင်ကနေရာပေးခြင်းခံရတာဘာကြောင့်လဲတင့်မှာမာစတာကြီးရှိတယ်အဲ့ဒီမာစတာကြီးကဘာလဲဆိုရင်ဘဒူနဲ့မှမတွေ့ခင်မှာဖယားနဲ့အချိန်ယူခြင်းဖြစ်တယ် တော့ဘာစီးပွားရေးမှမလုပ်ခင်မှာဖះရတဲ့အချိန်ယူချင်းဖြစ်တယ်ကိုဘောကအနာကတ်ကဆုံးဖြတ်ချက်ကိုမမမစင်စားရခင်မှာဖះရတဲ့အချိန်ယူပြီးမှလှုပ်ဆောင်ချင်းဆိုရမာစတာကြီးဖြစ်တယ်ဒီနေ့ဒီတော့ကိုကျွန်တော်လူတိုင်းကိုတုံးစီချင်ပါတယ်တင်နှုတ်ကပတ်တော့ဟောရရမယ်တရားဟောရရမယ်စင်ပေါ်မတက်ခင်မှာဖះရတဲ့အချိန်ယူချင်း တော်ရှိခဲ့တင်းရဲ့နှုတ်ကပတ်တော်ကလူတိုင်းအတွက်လူတိုင်းအတွက်ထိရောက်တဲ့နှုတ်ကပတ်တော်လွတ်မြောက်ခြင်းကိုပေးတဲ့နှုတ်ကပတ်တော်ဖြစ်လာမှာဘာကြောင့်မလို့လဲတင်ကအခန်းထဲမှာဖယားနဲ့အချိန်ယူခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်တော့ဒီမာစတာကြီးကလောက်ချက်ဖြစ်တယ်လူတိုင်းမသိပါဘူးဘာကြောင့်လဲလူတိုင်းကတခါလေးမှာအပေါ်ရံကိုပဲမြင်တာဟာဆရာနှုတ်ကပတ်တော်ဝင်ကတော့ကောင်းတယ်ဟာဒီလူကဘာကြောင့်မလို့အောင်မြင်နေရလဲသူကဘာကြောင့်မလို့ဟိုလူတွေကခွဲခန့်တာလဲသူကငါးလောက်တော့မတော်ဘူးငါးလောက်တော့မတက်ဘူးလို့တင်ထင်ကောင်းထင်ပါလိမ့်မယ် တို့တော်ထုံလူတွေမှာမာစတာကီးကရှိတဲ့တကြောင်ထုံလူတွေကမာစတာကီးကိုကောင်းကောင်းသုံးတတ်ပါတယ်သူတို့ဘာလို့လဲသူတို့လူတယောက်နဲ့သွားမတွေ့ခင်မှာအလုတ်ကိစ္စသွားမပြောခင်မှာအဲ့ဒီအလုတ်ကိစ္စအောင်မြင်ဖို့ရန်တော့လူမသိသူမသိလူမမြင်သူမမြင်တဲ့အခန်းထဲမှာဖျားနဲ့အချိန်ယူနေတဲ့တကြောင်ဖြစ်ပါတယ်ဒါကြောင့်သူတို့ဘာလို့လဲဆိုရင်ဖျားဝတ်နဲ့မှွင့်လျော်တဲ့အတွက်ကြောင့် ဖယားနဲ့မြန်မြမိတ်တာဖွဲ့တဲ့အတွက်ကြောင့်ဖယားရဲ့တံဘုံရောင်ကြီးကမျက်နာမှာထုံလဲလာတယ်။အဲ့ဒီခါမှာတွေ့တဲ့သူတိုင်းကသူတို့ကိုချစ်ခင်ကြတယ်။သူတို့ပြောတဲ့စကားတိုင်းကလူတိုင်းကနားထောင်ကျင်ကြတယ်။သူတို့ရဲ့ရုပ်ရည်အင်္ဂါအစင်းတံတွေဟာနှစ်လိုဖွဲ့ကောင်းတာကိုကျွန်တော်တွေ့တယ်။ဘာကြောင့်လဲ။သူတို့ဟာဘာမှမလုပ်ခင်မှာဖယားနဲ့အချင်းမိတ်တာဖွဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့ဒီလိုမျိုးဖယားနဲ့သူတို့ရဲ့တသက်မှာမိတ်တာဟာရဖွဲ့တဲ့အတွက်ကြောင့်မလို့ပဲသူတို့ဟာ ဖရားရဲ့ရှိလူတို့ရှိမှမျက်နှာရပြီးမှစိတ်နှလုံးအလို ပြည့်စုံရတဲ့အခွင့်ကိုရတော့တွေ့ရတယ်။နံပါတ်နှစ်တစ်ချက်ကပါလေကိုအမှုအရာကိုထာဝရဖရားနဲ့အပ်ပါလို့ပြောတာပါလေ။အပ်ပါလို့ပြောတဲ့အခါမှာယုံကြည်ခြင်းမှာပါပါတယ်။ကျွန်တော်တို့ရဲ့ငွေကြီးတွေကိုဗန်မှအပ်တဲ့အခါမှာဘယ်သူမှစိတ်ပူပြီးတော့အိတ်လို့မရဘူးဆိုလို့တောက်မှမရှိပါဘူး။ဘာကြောင့်မလို့လဲဗန်ကိုစိတ်ချပါတယ်။ဒီကနေ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဖရားကိုယုံကြည်အပ်နိုင်ခြင်းကဗန်အပေါ်မှာထားတဲ့ယုံကြည်ခြင်းနဲ့အပ်နိုင်ခြင်းတဲ့ ပို့ဖို့ရန်တွင်အင်မတန်အရေးကြီးပါတယ်။ဘာကြောင့်မလို့လဲဆိုတော့ဖရာသခင်ကအရာရာတိုင်းကိုတတ်နိုင်တဲ့ဖရာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒီခါမှာကိုမှုရကိုအပ်ပါလို့ပြောတဲ့ခါမှာကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့ပြဿနာတွေကိုမအပ်ချင်ကြဘူး။ ကျွန်တော်တို့ကကျွန်တော်တို့ဘဝတစ်ခုလုံးအစိတ်ပိုင်းတရားရခိုင်တော့ကိုမအပ်ပါဘူးကျွန်တော်တို့ကဘာလို့လဲဆိုတော့ကျွန်တော်တို့ဘဝရဲ့တစိတ်တတိတောက်ကိုပဲဖရာအပ်တာဖြစ်တယ်ဥပမာကျွန်တော်တို့ကကျွန်တော်တို့စီးပွားရေးကိုဖရာလက်ထဲအပ်ပေမယ်ကျွန်တော်တို့ရဲ့တာသမီကိုဖရာလက်ထဲမှာမအပ်ပါဘူးထုံနေသူတချို့ကကျွန်တော်တို့ရဲ့တာသမီအရေးကိုဖရာလက်ထဲမှာအပ်နေပေမယ်ကိုရောကျွန်တော်ရဲ့စီးပွားရေးမှာတော့ဝင်မရှုံနဲ့ဆိုပြီးတော့မှကျွန်တော်တို့ကတပိုင်းစီထားပါတယ်မဟုတ်ပါဘူး no ကိုရောကဒီကနေ့ကျွန်တော်တို့ရဲ့တက်တော်လိုအပ်နေတာတရားရာခိုင်လုံးအနံပွင့်အတွက်လိုအပ်တာဖြစ်တယ်အဲ့အပ်တယ်ဆိုတဲ့အခါမှာဖယားလက်ထဲကိုကျွန်တော်တို့အပ်တယ်ရင်ကိုရောကဘာပြောလဲဆိုရင်တော့ပြုတ်လင်စင်တော်မူမီလို့ပြောတယ်တင်ဘာကိုအပ်လဲပြက်တနာကိုအပ်လားအဲ့ဒီပြက်တနာကိုဖယားတခင်လက်တော်ထဲမှာအပ်ရင်ဖယားပြုတ်ပြင်ပေးလိမ့်မယ်တင်သားသမီးကိုတင်ဖယားလက်ထဲအပ်လားတော့ပြုတ်လင်ဖယားစီရင်ပေးလိမ့်မယ် တင်းရဲ့စီးပွားရေးကိုတင်ဖရားလက်ထံအလားဒို့ပြုနေဖရားသခင်ကစီရင်ပေးမှာဖြစ်တယ်ဆိုတော့ဒီကနေ့မမေ့စေချင်ဘူးဒါကြောင့်မို့ကျွန်တော်တို့ဘာပဲကြုံကြုံဘာပဲခက်ခဲတွေ့တွေ့ဖရားရဲ့လက်ထံမှာကျွန်တော်အနံနဲ့အရာလုံးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ပြဿနာကျွန်တော်တို့ရဲ့အခက်ခဲကျွန်တော်တို့ရဲ့ဒုက္ခတွေအလုံးကပြေလည်သွားမှာဖြစ်ပါတယ် ဒါကြောင့်မလို့ဘာကအရေးကြီးတာလဲဆိုအနံချင်းကအရန်ရေးကြီးတာဖြစ်တယ်တို့တော့ကျွန်တော်တို့လူတွေကတခါတလေမှာဖျားဖို့နှုတ်ဆူတောင်းလာအနံနဲ့အနံနဲ့အနံနဲ့လို့ပြောပြမိနေနှလုံးသားတွေကလည်းတကယ်မအနံနဲ့အတွက်ကြောင့်ဖျားကျွန်တော်ရဲ့ဘဝမှာအလုံးလုံးလို့မရပါဘူးအော်ဒီကနေ့မှာချစ်တဲ့ယုံကြည်သူညီကိုမောင်းမယ်ဒုပြုလင်စီရင်တော်မူမင်ဆွဲဖခင်ရဲ့လက်တော်ကိုမိတ်ဆွေရဲ့အတ္တတာမှာမျက်ဝါးထင်ထင်ခံစားခြင်းနဲ့ဆိုရင် ဘာလို့ပဲကြီးရဲ့ပြဿနာပဲကြုံကြုံဖယားလက်ထောင်အပ်ပါဘာလို့ပဲခက်ပါလဲဆိုတဲ့အရာပဲကြုံကြုံဖယားလက်ထောင်အပ်ပါဖယားတခင်ကဒုပြုလေမိတ်ဆွေရဲ့တက်တာကိုစီရင်သွားမှာဖြစ်တယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်နဲ့ခွားပေးချင်တယ်ဒါတော့ကျွန်တော်တို့မာစတာကြီးကိုလည်းတောင်းပါအဲ့ဒီမာစတာကြီးရပါလေဖယားဝန်နိုင်ပွင့်လျော်ပါကိစ္စတခုကိုမလုပ်ခင်ပါစူတောင်းပါပြဿနာကြုံပြီလားဒုထောက်စူတောင်းအဲ့ဖယားဝန်နဲ့မွေလျော်အဲ့ဒီမွေလျော်ခြင်းစုတောင်းခြင်းဖယားဝင်တဲ့မိတ္တာအဖွဲ့ချင်းတော့ကအဲ့ဒီပြဿနာကိုဖွင့်တော့မှာဖြစ်တယ်။ဘာပဲကြုံကြုံ ျွန်တော်တို့ဖះနဲ့မိတ္တာဖွဲ့ခြင်းကအရာရာတိုင်းကိုအောင်မြင်ခြင်းရဲ့တော့ချက်ဖြစ်ပါတယ်။တော့ဒီကနေ့ချစ်တဲ့ညီကိုမောင်နှမတို့တင့်ဖះဝုန်းနဲ့မွေလျောခြင်းမှာမပြင်းပါနဲ့။တင့်ဖះဝုန်းနဲ့မွေလျောခြင်းဖះတဲ့ခင်နဲ့အတူအချင်းယူခြင်းကိုအာမလျှော့လိုက်ပါနဲ့။နောက်တစ်ခုတင့်ရဲ့အရာမှန်တယ်များဘူး။ ဖယားလက်တွေကိုအနံဖွင့်အတွက်မပြတ်ကွက်ပါနဲ့လို့ကျွန်တော်နှုတ်ကပတ်တော်နဲ့ခွန်အားပေးချင်ပါတယ်။ဆိုတော့ဒီနေ့ဒီဗီဒီယိုကိုကြည့်တဲ့တော့ကျွန်တော်ခဏလောက်ဆုတောင်းပေးချင်တယ်။ကျွန်တော်ဆုတောင်းပေးနေတဲ့အချိန်မှာအားလုံးဟာမျက်စိကိုမိတ်ပြီးတော့မှဆုတောင်းခြင်းတကူကိုခံယူဖွင့်အတွက်ဖြစ်ပါတယ်။ခဏလောက်ကျွန်တော်မျက်စိမိတ်သွားကြရအောင်။အဖအပြကိုတော့ကိုဂျေဇူးတော်ကိုချီးမွမ်းပါတယ်။ဒီနေ့ဒီဗီဒီယိုကြည့်နေတဲ့ကိုတော့တာသမီနဲ့တက်တာမှာဖယားဖယားဝုနဲ့မွေလျော်ဖို့အတွက်စံစာပတ်ခြင်းဆုတောင်းခြင်းကိုတော့အချိန်ယူခြင်းမှာအားနေတဲ့အရာတွေရှင်ကိုတော့ခွင့်လွှတ်ပေးပါ။ထို့သူများရဲ့မလောက်ဆောင်နိုင်မှုကိုတော့နဲ့အချိန်မယူနိုင်မှုပုံမှန်လဲဝ ဝိညာဉ်တော်ဖရာကိုတော်ဖရာတခင်ကိုလည်းလက်ကိုဆွဲ၍ တိုက်တွန်းသွေးဆောင်ရင်ကိုရောဖျားဝုန်းနဲ့မှုတ်ရတဲ့အတ္တတာဖြစ်စေဖို့တော့ကိုရောမဆပေးပါဒီနေ့ဒီဗီဒီယိုကြည့်နေတဲ့ကိုရောသားသမီးတွေကပြဿနာကြုံတဲ့ခါတိုင်းမှာဖျားနဲ့အချိန်ယူခြင်းဒုက္ခကြုံတဲ့ခါမှာဖျားနဲ့အချိန်ယူခြင်းစိတ်ညစ်တဲ့ခါတိုင်းမှာဖျားနဲ့အချိန်ယူခြင်းဝမ်းမြောက်တဲ့ခါမှာလည်းဖျားနဲ့အချိန်ယူတဲ့အတ္တတာဖြတ်တန်းခြင်းအပြင်လောကမှာအောင်မြင်တဲ့သူတွေဖြစ်စေဖို့တော့ကိုရောမဆပေးပါထိုသူများရဲ့လေးတော်ဝင်များမကျမ်းမာခြင်းစီးပွားရေးကဏ္ဍမှာကြာစင်းနေခြင်းသားသမီးများမလိမ်မာခြင်းအရာအလုံးကိုလည်းကျွန်တော်ဒီနေ့သူတို့ရဲ့ကိုယ်စားကိုယ်ရဲ့လက်တော်ထဲမှာအနံ့ပါ ါကိုတော့သူတို့ရဲ့တားသမီးတွေကိုကိုတော့ပြုတ်ပြင်ပေးပါသူတို့ရဲ့ကြာစင်းနဲ့စီးပွားရေးတွေလည်းကိုတော့ပြုတ်ပြင်ပေးပါသူတို့ရဲ့ရိုရွင်းနဲ့မိသားစုအရေးတွေလည်းကိုတော့ပြပြုတ်ပြင်ပေးပါမယ်အကြောင်းအတ္တတတိနဲ့ချိန်တိုင်းကိုဆက်ကတ်တဲ့အခါမှာကယ်တင်မရှိယေရှုခရစ်တွင်နာမတော်အမိပြုဆုတောင်းရေးဆက်ကတ်ပါ၏အာမင်အရောက်စင်မှာဖျားရှင်အထူးကောင်းကြီးပေးပါစေဒီဗီဒီယိုအပြင်မိတ်ဆွေတက်တာမှာကောင်းကြီးဖြစ်တဲ့ဆိုရင် like and share လုပ်ပြီးတော့မှအဲမိမိရဲ့တငယ်ချင်းခွန်အားရတဲ့သူတွေဆိုဆက်လက်ပြီးတော့မှဝေမျှပေးပွင့်တော့ဖြစ်တယ် page ကိုလည်း like and follow လုပ်ထားပေးပါလို့မြတ်တရက်ခံပါတယ်ဖះရှာအထူးကောင်းချီးပေးပါစေ